အဲညီမရဲ့အမေဆွေးရလာပြတာပေါ့နော်အာအမေကနှလုံးရောဂါဖြစ်တာပေါ့နော်ဒီမှာတော့ဆွေးရပြနေကြပါအခုကိုနှလုံးထုဆရာဝန်ကြီးဆွေးရလာပြပေါ့နော်ဟုတ်အအခုအမေကတော်တော်လေးတော့တက်တာနေပါပြီအဲရခြင်းလဲပုံမှန်ပြန်လာပြနေတာဆိုတော့တော်တော်လေးအဆင်ပြေပါတယ်ဟုတ်အမေရဲ့ယောဂါကလွန်ခဲ့တဲ့3-4နှစ်လောက်ကပေါ့နော် အအသက်ရှူမွားတာရေပောက်အောင်လာဖြစ်လာတော့အဒီဆေးရုံပဲလာရင်းနဲ့အဒီမှာဆေးရံပြတော့လိုအပ်တာကြီးတစ်ချက်စစ်ကြည့်လိုက်တော့နှလုံးရောဂါဖြစ်နေတာသိရတယ်ပေါ့နော်ဟုတ်အာယောဂရှိမှန်းသိရောအနည်းငယ်လေးတော့ဆိုရင်လေအဲပြီးတော့ဟိုပြရမယ်ရုပ်ရှင်တွေထဲကလိုမျိုးအဲရုပ်တရက်အလိုမျိုးတစ်ခုခုဖြစ်မှာတို့အဲအရာတွေမှာနာတာရှိမှုမှာတို့ဘယ်လိုမှမလို့ပုံစံမျိုးကြီးဖြစ်သွားမှာလို့ဆိုရင်လေပေါ့နော်အဲအဲ့ဒါကြောင့်ပါဟုတ် အဲအဲ့တော့အမေရဲ့ဈေးတောင်းမဲ့အချိန်မျိုးမှတ်ထားတယ်။အဲပြီးတော့ညီမအပြင်ရောက်နေတော့မှအမေကိုဖုန်းလန်းဆက်ပြီးတော့ပေါ့နော်။အဲဈေးတောင်းဖို့ချိန်လမ်းပြီးတော့တတိပေးတယ်။အဲပြီးတော့ညီမကိုယ်တိုင်အိမ်မှာရှိနေတဲ့အခါကျရင်လည်းဂရုတစိုင်နဲ့ဈေးတိုက်တယ်ပြောရရင်မတရားရင်အစားဖို့နာခဏတတိပေးတယ်ပေါ့နော်။ဟုတ်။အာပြီးတော့အမေကိုအဲဟောပေါ့ရုပ်ချက်လေးရလို့မျိုးရုပ်တရက်အဲ့လိုမျိုး မိမကောင်းဖြစ်တာဖြစ်မှာဆိုလို့ဆိုတော့စိတ်ချမ်းသာအောင်ထားရတာပေါ့နော်အန်တီကအခုနေလို့ကောင်းပါတယ်ကိုကိုတိုင်ကလည်းစင်ကြင်နေပါတယ်သမီးလေးကလည်းသူ့သူ့ပြေးတဲ့အတွက်ကိုကိုတိုင်ရဲ့ချင်းကိုပုံမှန်ပုံမှန်ပြသည့်အတွက်သက်သာပါတယ်အမေကိုအားချစ်ပါတယ်အဲပြီးတော့သမီးတို့နဲ့ဒီကြကြောက်မှာပြည့်စုံပြီးဓာတ်စီကျင်းပါတယ်